ြည်နယ်မြောက်ပိုင်းလာရှိုးမြို့မှာကိုကန့်တဲ့စစ်ကောင်စီကြားတနက်တရက်မဖောက်လိုက်ရပဲအုပ်ချုပ်သူအပြောင်းလဲဖြစ်စေခဲ့တဲ့တရုတ်ဟာမြန်မာနိုင်ငံမြောက်ပိုင်းဒေသတွေမှာစစ်ပွဲတွေရပ်ဖို့ဆွေးနွေးပွဲတွေဆက်လုပ်မယ်လို့ထုတ်ပြောပါတယ်။တရုတ်စောင့်ကြည့်ရေးအဖွဲ့လဲလာရှိုးမြို့ပေါ်မှာရှိနေတဲ့အတွက်စစ်ကောင်စီကကိုကန့်နဲ့တိုက်ပွဲပြန်မဖြစ်လာနိုင်သေးဘူးလို့မြန်မာစစ်ဘက်ရေးရာနဲ့လုံခြုံရေးဆိုင်ရာလေးလာရေးအဖွဲ့ရဲ့စစ်ဘက်သုတေသနတာဝန်ခံစီရီယန်တက်ကြည်ကိုနောင်ယိုးကပြောပါတယ်။ ဒီတော့ကိုကန့်တက် MNDAA အတွက်ကာစစ်ပြင်ဆင်ခဲ့တဲ့စစ်ကောင်စီအင်အားတွေဟာတအန်တက် TNNC ထိုးစစ်အဖြစ်ပြန်လာနိုင်တယ်လို့ထောက်ပြကြပါဗျ။ဒါကြောင့် TNNC ရင်ဆိုင်လာရတဲ့စစ်ကောင်စီရဲ့စီရေးဖိအားတရုတ်ရဲ့အပြစ်ရခေါ်တန်းတွေဟာသူ့ရဲ့မဟာမိတ်ပြည်သူ့ကာကွယ်ရေးတပ် PDF အသီးသီးအပေါ်တွယ်ဝိုက်တက်ရောက်မှုတွေပိုတိုးလာပါဗျ။ကိုကန့်နဲ့ຫນွေဥတော်လန်ရေးတက်တေလန်ခွဲ နိုင်ငံရေးပြည်အားတွေကြောင့်လာချိုကဆုတ်ခွာခဲ့ရတယ်လို့ကိုကန်တက်ကဧပြီ26ရက်မှာထုတ်ပြောပါတယ်။ကိုကန်တက်အပေါ်တကိုကန်သတင်းစာကတဆင်းဖော်ပြခဲ့တာဖြစ်ပါတယ်။လာချိုမျိုးပေါ်ကိုစစ်ကောင်စီတပ်တွေပြန်လည်ဝင်ရောက်လာတဲ့ရက်ပိုင်းအတွင်းမှာပဲကိုကန်တက်ဘက်ကဒီလိုထုတ်ပြောလာတာဖြစ်ပါတယ်။တရုတ်အကူအညီရယူထားတဲ့စစ်ကောင်စီတပ်ဟာဧပြီလ22ရက်မှာမျက်စိတဆုံမြင်တွေ့ရတဲ့စစ်ရင်တန်းနဲ့မျိုးရဲကိုပြန်လည်နေရာယူခဲ့ပါတယ်။ လာရှိုးမျိုးကိုရှော့ရှော့မွေ့မွေ့ပြန်လဲလွှဲပြောင်းပေးရေးအပါအဝင်ကိုကန်နဲ့စစ်ကောင်စီကြားကအပြစ်ရအရှိအနေကိုစောင့်ကြည့်ဖို့အတွက်အဖွဲတစ်ဖွဲစီလိုထားတယ်လို့တရုတ်နိုင်ငံသားရေးဝင်ကြီးဌာနပြောရေးဆိုခွင့်ရှိသူကဆိုပါတယ်တရုတ်ဂျားဝေညီနိုင်နဲ့လာရှိုးအုပ်ချုပ်သူအပြောင်းအလဲကြောင့်တော်လည်ရေးလှောက်ရှားသူထောက်ခံသူတွေဟာဒီမျိုးသိမ်းတိုက်ပွဲအတွင်ကိုကန်တက် MNDAA နဲ့အတူတိုက်ပွဲဝင်ခဲ့တဲ့တပ်ဖွဲ့ဝင်တွေရဲ့ပါဝင်မှုအကြောင်းပြန်ပြောင်းပြောလာကြပါတယ် ။ဘာကြောင့်လဲဆိုတော့ကိုကန်တရဲ့လာရှိုးမြို့တိုင်တိုက်ပွဲမှာ2021စစ်အာဏာသိမ်းမှုကြောင့်ပေါ်ပေါက်လာခဲ့တဲ့တော်လှန်ရေးတပ်ဖက်တွေဘက်ကတပ်ဖွဲ့ဝင်တွေအများအပြားထိခိုက်သေးဆုံးခဲ့ပါတယ်။ဒါပေမဲ့ပါဝင်ခဲ့တဲ့အဖွဲ့အစည်းတွေဘက်ကတော့အရေးအတွက်အတိအကျမကြေညာခဲ့ကြပါဘူး။2024ဇူလိုင်25ရက်မှာလာရှိုးမျိုးကိုအလုံးစုံသိမ်းပိုက်နိုင်ဖို့ PDF တွေအပါအဝင်တက်မဟာ6တတရဲ့စွမ်းဆောင်ရည်တွေကအခရာကြခဲ့တာကိုတော့စည်ရေးဖြစ်စဉ်တွေအရာတွေ့မြင်ရပါတယ်။ တက်မဟာလျှောက်တစ်တစ်ကိုကိုကန်တက်ကလေ့ကျင့်စုဖွဲ့ပေးခဲ့ပြီးပထမနှစ်ပတ်လည်မှာအင်အားတထောင်ကျော်တင်ဒန်းဆင်းခဲ့ပါတယ်။ဒီတက်မဟာမှာပြည်သူ့လူမျိုးရေးတက်မတော် PNE ဗမာပြည်သူ့လူမျိုးရေးတက်မတော် BPNE ၊ကရင်ပြည်အမျိုးသားကာကွယ်ရေးတပ် KNDF ပုဏ္ဏကားရဲ့မြမတော်ဝင်နဂါတက်တော် MRDA အပါအဝင်ဒေသအလိုက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တချို့ပါဝင်ခဲ့ပါတယ်။ ဒီလိုတိုက်ခိုက်ဆွဲရည်ပြခဲ့တဲ့တက်မဟာရှောက်တစ်တစ်ပဲရောက်သွားတယ်လဲဆိုတဲ့မေကွန်းဟာလာရှိုးမျိုးအုပ်ချုပ်သူအပြာအလဲနဲ့အတူထွက်ပေါ်လာခဲ့ပါတယ်။အရင်လိုတစုတစည်းတည်းမရှိတော့ဘူး။ကိုရီတာကိုပြန်ကြတယ်လို့တက်မဟာရှောက်တစ်တစ်မှာပါဝင်ခဲ့ကြတဲ့ပြည်သူ့လူမျိုးရေးတက်မတော် PNE ရဲ့ပြောရေးဆိုခွင့်ရှိသူရဲဘော်နီနီကျော်ကပြောပါတယ်။လာရှိုးမျိုးကိုအတူတကွသိမ့်ပိုက်က တိုင်းစစ်ဌာနချုပ်ကိုပြမဆောင်အရယူနိုင်ခဲ့တဲ့တမိုင်းဝင်ခဲ့ပေမဲ့တရုတ်ရဲ့အမျက်ထွက်မှုနဲ့ရင်ဆိုင်ခဲ့ရတာဟာဒီအခင်းကြီးအစပြိုးစေပါတယ်။2024အောက်တိုဘာလမှာပေါက်ကြားခဲ့တဲ့ပူရဲ့အစည်းအဝေးမှတ်တမ်းကဒါကိုသက်သေထူခဲ့ပါတယ်။ NUG PDF နဲ့ပူပေါင်းပြီးလာရှိုးကိုတင်တာဟာအမေရိကန်နဲ့အနောက်နိုင်ငံတွေကိုမြမအရေးမှာဂျားဝဲနောက်ရှက်ဖို့အခွင့်အရေးပေးလိုက်တာနဲ့အတူတူပဲလို့တရုတ်ကရှုမြင်တာကြောင့်ပါ NUG နဲ့စစ်ရေးနိုင်ငံရေးပူးပေါင်းတာလုံးဝလုံးမှာမဟုတ်ဘူးဆိုတဲ့ကြေညာချက်ကိုကိုကန့်ကထုတ်တယ်လို့တပ်မဟာ၆တတမှာပါဝင်ခဲ့တဲ့တပ်တွေရဲ့ရှမ်းမြောက်ကိုကန့်မြေကနေစွန့်ခွာခံနေပါဇက်တိုက်ဖြစ်ပျက်ခဲ့ပါတယ်။ဒါဟာကိုကန့်တပ်ရင်ဆိုင်ရတဲ့တရုတ်ဖီအားကိုຫນွေဦးတော်လည်ရေးတပ်တွေလည်းတွေ့ဝိုက်ခန့်စားမှုဖြစ်စေခဲ့တာပါ။လျက်စစ်ဖြတ်ရေဖြတ်အင်တာနက်ဖြတ်ထောက်ပို့ဖြတ်နဲ့လူအင်အားဖြတ်ဆိုတဲ့ဖြတ်ငါးဖြတ်ကို တရုတ်ကကိုကန်တက်အပေါ်ကျင့်သုံးခဲ့တာဖြစ်ပါတယ်။ 2024အောက်တိုဘာလ30နှစ်ခုဆစ်စစ်ရေးတနှစ်ပြည့်ကလေးကကျမတို့နဲ့ကိုကန်းတက်ကြားဓာတ်ရိုက်ဆက်သွယ်ရေးမရှိတာကြပြီလို့ရဲဘော်နီနီကျော်ကဆက်ပြောပါတယ်။တပ်ဆိုင်ရာဒေသတွေစီပြန်ခဲ့ကြတဲ့ဗမာပြည်သူ့လူမျိုးရေးတပ်မတော် BBN နဲ့ကရင်အမျိုးသားကာကွယ်ရေးတပ် KNDF တို့ကတော့လာရှိုအခင်းချင်းနဲ့ပတ်သက်လို့ BBC ကိုဖြေကြားဖို့ညှင်းဆန်ခဲ့ကြပါတယ်။ ဘူနဂါရဲ့မြမတော်ဝင်နဂါတက်တော် MRDA ကလည်းဗမာမျိုးသားတော်လှန်ရေးတက်မတော် BNR လို့အမည်ပြောင်းကစကိုင်းတိုင်းထဲမှာပဲပြန်လည်လှုပ်ရှားနေပါတယ်။ PN ကတော့မြောက်ပိုင်းကြီးနာအဖွဲဝင်တအန်တက်တီရဲ့အနေနဲ့ပူပေါင်းကမန္တလေးတိုင်းစစ်မျက်နှာပြင်မှာတိုက်ပွဲဝင်နေပါတယ်။အခုလိုလာရှိုးမျိုးတင်ခဲ့လို့ကိုကက်မြေကဆွန့်ခွာခဲ့ရတဲ့ဒီတက်တွေဟာလာရှိုးမျိုးကိုစစ်ကောင်စီတပ်ပြန်ဝင်လာချိန်မှာလဲတရုတ်ဖီအားကို မှန်တွယ်ဝရင်ဆိုင်ကြရပြန်ပါပြီ။လာရှိုးအုပ်ချုပ်သူအပြောင်းအလဲအလွန်အခင်အကျင်းတရုတ်ကတော့နောက်တစ်ဆင့်အနေနဲ့သူကမကထဆောင်ရွက်ခဲ့တဲ့ကုမင်းငញ្ញံရေးတွဲဆောင်ဆွေးနွေးပွဲလုပ်ငန်းစဉ်တိုးတက်အောင်ဆက်လုပ်ဖို့ရှိနေပါတယ်။မြောက်ပိုင်းဒေသစစ်ပွဲတွေရပ်တန့်ဖို့ဆွေးနွေးပွဲကိုလှုပ်ဆောင်သွားမှာဖြစ်တယ်လို့မြန်မာနိုင်ငံကဗတ်အသီးသီးနဲ့အတူတရုတ်မြန်မာနယ်စပ်ငြိမ်းချမ်းရေးနဲ့တည်ငြိမ်ရေးကိုပူးပေါင်းဆောင်ရွက်သွားဖို့ရှိတယ်လို့လည်းတရားဝင်ပြောထားပါဗျာ။ မြန်မာနိုင်ငံဆိုင်ရာတရုတ်အထူးတန်တမန်မစ္စတာတိတ်ရှင်ချင်းမှာလာရှိုးမျိုးကိုရောက်ခဲ့တာကြောင့်ကိုကန်တက်နဲ့စစ်ကောင်စီကြားကစီရဲအခန်းကဏ္ဍတခန်းရက်ပြီလို့ဆိုကြပါဗျ။မြအုပ်က TNA ကိုဖိအားပေးဖို့ဖြစ်လာပြီလို့မြန်မာစစ်ဘက်ရေးရာနဲ့လုံခြုံရေးဆိုင်ရာလေလာရေးအဖွဲ့ရဲ့စစ်ဘက်သုတေသနတာဝန်ခံကိုနောင်ယိုးကပြောပါဗျ။ ဒီလေးလာရေးအဖွဲ့ဟာစီဒီအမ်ပါဝင်လာခဲ့တဲ့စစ်သားတွေကဥဆောင်ဖွဲ့စည်းထားတာဖြစ်ပြီးတာဝန်ခံကိုနောင်ယိုကတော့တက်ကြည်တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်တရုတ်ပြည်အားကိုရင်ဆိုင်နေရတဲ့အကြောင်းတရားအနေတွဲဖက်အထွေထွေအတွင်ရေးမှုနှင့်ဗိုလ်မှူးကြီးတာပန်လာကမိလ၄ရက်မှာပြုလုပ်ခဲ့တဲ့သတင်းစာရှင်းလင်းပွဲမှာအကြက်တဝင်းဖြေကြားသွားခဲ့ပါတယ်။ကိုကန်တက် MNDAA ထိန်းချုပ်တဲ့လာရှိုးမျိုးကိုစစ်ကောင်စီပြန်လည်နေရယူတာဟာတအန်းတက်တရားအနေအပေါ်မှာပါတယောက်မှုရှိနေပြီလို့ဆိုပါတယ်။ ထိခိုက်မှုတွေဆရှိနေပါပြီ။လာရှုံမျိုးကို ကျွန်တော်တို့စီကလူမှုတွေသွာလာစားတော့ဖို့ကန့်သက်ခံရတာတွေအများကြီးကြားသိနေရပြီးမြင်နေရပြီလို့ဗိုလ်မှူးကြီးတားပန်လာကပြောပါဗျ။စီရေးအရာလဲစစ်ကောင်စီတပ်ဟာလာရှုံမျိုးမှာ ထောက်ပို့ရေးအတွက်စစ်လက်နက်ရိခါပိုင်းဆိုင်ရာအစုံကိုအခိုက်မအရှိချနိုင်တယ်လို့လဲယူဆသူတွေရှိနေပါဗျ။ ဒါဟာကိုကန့်တက် MNDA အအတွက်ကာစစ်ပြင်ဆင်ခဲ့တဲ့စစ်ကောင်စီအင်အားတွေဟာတအန်တက် DNNC ထိုးစစ်အင်အားဖြစ်လာနိုင်တဲ့အခြေအနေပါ လာရှိုမျိုးကိုကိုကန့်တက်ထိရှုံချိန်ကလေးကစစ်ကောင်စီဟာစစ်ဗျူဟာယုံရှိတဲ့မိုင်းရံမျိုးမှာအရှိမျောက်တိုင်းစစ်ဌာနချုပ်အဖြစ်စစ်အင်အားတွေဖြစ်တင်ခဲ့တယ်လို့ BBC ရဲ့စစ်ရေးသတင်းရင်းမြစ်တွေစီကတီးခဲ့ရပါတယ်နန်လန်နောင်ရှိုတောင်ခမ်းပြင်းဦးလေပံမွေတို့မှလည်းကာစစ်အဖြစ်စစ်အင်အားတွေဖြည့်ခဲ့တာဖြစ်ပါတယ် အခုတော့ကိုကန်တက်အတွက်စီရေးဖိအားမရှိတော့ဘဲစစ်ကောင်စီကတအန်တက်ကိုဒီအရားနဲ့တံပြန်ထိုးစစ်ဆင်နိုင်တယ်လို့စစ်ပတ်သူတေသနာတာဝန်ခံကိုနောင်ယိုးကတုံ့တက်ပါတယ်။မြေပြင်အခေအကျေးအရဆိုရင်လာရှိုးမျိုးရဲ့အရှိတ်တကြောတနည်းအားဖြင့်ရှမ်းအရှိတ်ဒေသအများအပြားဟာစစ်ကောင်စီတက်ရဲ့ထိန်းချုပ်မှုအောက်မှာရှိနေစေဖြစ်ပါတယ်။ ဒါကြောင့်တစ်ဆယ်နှစ်ခုစစ်စီရေးလိုင်းတွေအတွင်တအန်တက်တီရဲ့အနေကတိမ့်ပိုက်ထိရှုပ်ထားတဲ့ဒေတာတွေကိုစစ်ကောင်စီတပ်ကမြင်းပြိုင်တပ်ဖွဲ့မြေပြင်နေရာယူကာထိုးစစ်ဆင်လာနိုင်တယ်လို့တုံ့တက်နေကြတာဖြစ်ပါတယ်။မြင်းပြိုင်ဆိုတာက TNN ထိရှုပ်ထားတဲ့ဒီဘောကြောင့်မဲနောက်ရှိုးတို့ကိုစစ်ကောင်စီအင်အားထောင်ရှိနေရယူထားတဲ့နန်ပေါင်တန်ရန်မိုင်းရန်နန်လန်တို့ကနေစစ်ရေးဖိအားပေးလာနိုင်တယ်လို့ဆိုလိုတာဖြစ်ပါတယ်။ စစ်တပ်ဟာပူပူနွေ့နွေ့ပြက်လည်နေရာယူထားတဲ့ရှမ်းမြလာရှိုးမြို့နဲ့မန္တလေးပြည်ဦးလွေမျိုးတွေကလည်းတရအန်နေကို အထက်အောက်နှစ်ဖက်ညက်ကဖိအားပေးနိုင်တယ်လို့စစ်ပတ်သူတေသနာတာဝန်ခံကိုနောင်ယိုကပြောပါဗျ။ဒီနှစ်မျိုးဟာတရအန်နေထိတ်ရှုပ်နေမြေတီဘောကြောက်မဲနောက်ရှိုးမျိုးတွေနဲ့အထက်အောက်တီရှိနေပါဗျ။အဲ့ဒီနေရာတွေမှာတရအန်နေတက်နဲ့အတူလှောက်ရှားနေကြတဲ့ပြည်သူ့ကာကွယ်ရေးတပ်မန္တလေး PDF နဲ့ဒနုပြည်သူ့လူမျိုးရေးတပ်ဦး DBNF တို့မှဖိအားတက်ရောက်မှုတွေရှိလာပါတယ်။ရှမ်းပြည်နယ်တောင်ပိုင်းမှာဆိုရင်ဒနုတက်ကလှုပ်ရှားခဲ့တဲ့ရဲစောက်ကြောက်ကူတကြောကိုရော TNNA ဦးစီးတိုက်ခိုက်နေတဲ့တောင်ခမ်းတက်နယ်ကနေရာအများစုကိုပါစစ်ကောင်စီတပ်တွေကပြန်လည်နေရာယူထားပြီးပါပြီ။မန္တလေးတိုင်းကိုဖိအားပေးလာတဲ့စစ်ကောင်စီမန္တလေးတိုင်းပြည်ဦးလွင်ခရိုင်ထဲမှာပြည်ဦးလွင်အပြင်မိုးကုတ်၊တပိတ်ချင်း၊စင်ကူးနဲ့မရရမျိုးနယ်တွေလည်းဆက်ဆက်ပြီးရှိနေပါဗျ ပြည်ဦးလွင်ကလွဲလို့ကြံမျိုးနယ်အများစုဟာ TNN တက်နဲ့ NUG ရဲ့ထိန်းချုပ်လှုပ်ရှားအုပ်ချုပ်မှုတွေအောက်မှာရှိနေပါတယ်။ TNN ဟာစစ်ကောင်စီရဲ့အလဲပိုင်းတိုင်းစစ်ဌာနချုပ်ရှိရာမန္တလေးမြို့အထက်စစ်ရေးရွယ်ထားတယ်လို့30နှစ်ကွန်စစ်စေရေးဒုတိယလိုက်ကာလအတွင်း BBC ကိုဖြေကြားခဲ့ပါတယ်။ ဒါပေမဲ့တရုတ်အကူအညီကိုအတိမပြုကတွဲဆောင်ဆွေးနွေးဖို့အမြဲတမ်းအသင့်ရှိနေတယ်လို့ TNN က2024ဒီဇင်ဘာမှာတရားဝင်ကြေညာပြီးရုတ်တရက်ထိုးစစ်ရပ်တန့်သွားခဲ့တာဖြစ်ပါတယ်။ဒီအခင်းကျင်းကြားမှာစစ်ကောင်စီကတော့မြေပြင်ကရုတ်ဝေဟင်ကပါစီရင်အရှိန်မြင့်ခဲ့ပါတယ်။ TNN နဲ့ PNA တပ်တွေပူးပေါင်းနေရယူခဲ့တဲ့တပိတ်ချင်းမျိုးနဲ့ တွင်းငယ်ရွာအနီးဝန်းကျင်မှာရှိတဲ့စစ်ကောင်စီရဲ့အမှတ်ဆက်သုံးတပ်မြင့်လေးကျင့်ရေးကြောင့်တကကဆက်သုံးတပ်ဖွဲ့ဝင်တွေကတံပြန်ထိုးစစ်ဆင်လို့ဆုတ်ခွာပြေးခဲ့ရပါတယ်။မန္တလေး PDF နဲ့ NUG တို့ထိ ंछ ုပ်ထားတဲ့တပိတ်ချင်းစစ်ကူတို့ကိုတော့လေကြောင်းနဲ့အဆက်မပြတ်တိုက်ခိုက်ခဲ့ကလူတာဆင်ရှိတိတ်ဆုံးခဲ့တဲ့လက်ကျနဲ့ရေထွက်ရွာဖြစ်စဉ်တွေကထင်ရှားပါတယ်။ စစ်ခရတန်တွေမဟုတ် drone တွေကျဲလေရင်တွေဝဲပြီးစစ်ကြောင်းတွေတက်လာတယ်လို့ဒီရပိုင်းပြည်ဝင်ခရိုင်တွေကစစ်ရေးအရှင်နေနဲ့ပတ်သက်လို့ PNA ပြောရဆိုခွင့်ရှိသူရဲဘော်နီနီကျော်ကပြောပါတယ်။လူရောလက်နက်အင်အားပါဖြည့်တင်းလာတဲ့ဒီစစ်ကြောင်းတွေနဲ့ထိတွေ့မှုတွေမှာတော်လရေးတက်တွေဘက်ကအထီးအကဲကြဆုံးမှုတွေရှိနေတယ်လို့စစ်ရေးအရေးမြစ်တွေရာတီးရပေမဲ့တရားဝင်ထုတ်ပြောတာမျိုးမတွေ့ရသေးပါဘူး။ ဒါဟာတရုတ်ပြည်အားမဟာမိတ်တွေရဲ့စီးရဲရနာမှုကြောင့်မှာစစ်ကောင်စီကတဆင်ချင်းတိုးလာနိုင်တယ်လို့သုံးသပ်မှုလည်းရှိပါတယ်။ခေါင်းလေးဝင်ပြရစီအောင်လက်လေးထဲပြရစီအောင်နဲ့နောက်ဆုံးကျပိုင်ရှင်က အပြင်ရောက်သွားတဲ့ကလအုပ်ပုံမြင်လိုမျိုးစစ်ကောင်စီကကောင်းဝင်ကိုစံပြူဟာတုံးပြီးလှုပ်လာမှာပါလို့ NUG ရဲ့ပြည်ဦးလေခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖဒုတိယတာဝန်ခံကိုဒေးဘီကရှင်းပြပါဗျာ။ စစ်ကောင်စီကစုံစုံနယ်မြေတွေပြန်လည်ရယူဖို့ကြိုးစားလာနိုင်တာကြောင့်တော်လရေးတပ်တွေဟာစုမိုးဒေသတွေကိုကာကွယ်နိုင်ဖို့အတူတကွတိုက်ပွဲဝင်နိုင်ဖို့လေ့ကျင့်ပြင်ဆင်ရမယ့်အရှိန်လိုသူကဆိုပါတယ်။လက်ရှိအခင်အကျင်းဟာစီရေးထက်နိုင်ငံရေးအရစီးလုံးညီညွတ်မှုကို ပြသရမယ့်အရှိန်လို့ရှုပ်မြင်မှုလည်းရှိနေပြန်ပါတယ်။တရုတ်ရဲ့ဖိအားအောက်မှာကျွန်တော်တို့နှစ်ခုလောက်ရမယ်မဟာမိတ်အရှင်းရှင်းတွေကြားမှာဒီထက်ပိုပြီးညီညွတ်ဖို့လိုမယ် တရုတ်ကမြန်မာအနေအထားကိုသိအောင်ရှင်းပြရမယ်လို့ TNN တွက်ဖက်အထွေထွေအတွင်ရေးမှုနှင့်ဗိုလ်မှူးကြီးတာပန်လာကပြောပါတယ်။တရုတ်ဖီယာကြကတော်လန်ရေးတက်တွေတရုတ်နိုင်ငံကုမင်းမြို့မှာဧပြီလ28ရက်နဲ့29ရက်တုန်းကစစ်ကောင်စီနဲ့ TNN ကြားဆင်တွေ့ပွဲကလည်းသဘောတူညီချက်မရဘဲဩဂုတ်လကိုထပ်မံရှိန်ဆိုခဲ့ကြပါတယ်။ ဒါဟာဆွေးနွေးပွဲတွေဆက်ရှိနေတဲ့သဘောဖြစ်တာကြောင့်တရုတ်ကြားဝင်လို့နယ်မြေပိုင်းဖြတ်မှုနဲ့ပတ်သက်လို့တိကျတဲ့သတ်မှတ်ချက်ရှိခဲ့တယ်ဆိုရင် TNN အနေနဲ့လက်တွဲနေတဲ့ NUGPDF နဲ့ဘလို့ဆက်ဆံရေးရှိမလဲလို့ TNN ကို BBC ကမေးခွန်းထုတ်ခဲ့ပါတယ်။မဟာမိတ်တွေနဲ့ကတနိုင်ငံလုံးပြုပြင်သွားဖို့ဆက်လက်ပြီးနီလန်အမျိုးမျိုးနဲ့တွားရမယ်။ ညီညီညွတ်ညွတ်နဲ့လက်တွဲသွားရမယ်လို့တရားအနေတွက်ဖက်အထွေထွေအတွေ့အမြင်နဲ့ဗိုလ်မှူးကြီးတားပန်လာကမေလ၄ရက်သတင်းစာရှင်းလင်းပွဲမှာတုံ့ပြန်ဖြေပါတယ်။ဒါအပြင်တရားအနေဟာစစ်အာဏာရှင်အမြင့်ပြည့်ရေးအတွက်အဆုံးသတ်တိုက်ပွဲဆက်ဝင်မှာဖြစ်ပြီးပြည်သူနဲ့အတူဆောင်ရွက်မယ်လို့သဘောထားထုတ်ပြောလာတာဖြစ်ပါတယ်။ကိုကန်တက်ဦးဆောင်နဲ့တက်မဟာ611မှာပါဝင်ခဲ့ကြတဲ့အပြင်လက်ရှိသခိုင်းတိုင်းမှာစစ်ရေးလှုပ်ရှားနေတဲ့ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် BNRA ဦးဆောင်သူဘုန်းကားကတော့နိုင်ငံရေးမှာ ပုံသေးတွက်ထားလို့မရဘူးလို့မှတ်ချက်ပေးပါတယ်။မြန်မာနိုင်ငံရေးမှာတရုတ်ပါဝင်မှုကိုအလေးအနက်စဉ်းစားပြီးတတမန်ရေးနိုင်ငံရေးအရေးဆောင်ရွက်ရှိတမ်းပြီလို့ BBC စကားပြောခွင့်ရခဲ့တဲ့တော်လရေးတက်ဦးဆောင်သူတရှိုးကဆိုကြပါဗျ။ လူထုထောက်ခံမှုအားကောင်းတဲ့ NUG, NUCC တို့ကအရေးကြီးပါတယ်။နိုင်ငံရေးလမ်းကြောင်းကိုတေချာလှုပ်စေခြင်းနဲ့လို့ PNA ပြောရဆိုခွင့်ရှိသူရဲဘော်နီနီကျော်ကပြောပါတယ်။မြန်မာစစ်ဘက်ရေးရနဲ့လုံခြုံရေးဆိုင်ရာလေးလာရေးအဖွဲ့ကတော့လက်ရှိအခင်းကျင်းနဲ့ပတ်သက်လို့အချက်၃ချက်နဲ့ထောက်ပြပါတယ်။ပြမအချက်ကနိုင်ငံတကာနဲ့တန်တမာရေးအရာထိတွေ့ဆက်ဆံနိုင်ဖို့တော်လိုင်းရေးအင်အားစုတွေကိုကိုစားပြုနိုင်တဲ့နိုင်ငံရေးတပ်ပေါင်းစုလုပ်ဖို့လိုအပ်ချက် ဒုတိယအချက်ကတရုတ်အပေါ်မိခိုရမှုကိုလျှော်ရှားဖို့တတိယအချက်ကဗတ်အသီးသီးရဲ့ကန်တာပိတ်ဆို့မှုတွေကိုကျော်လွှားဖို့ထောက်ပို့ရေးလမ်းကြောင်းတည်ဖန်တီးရေးတို့ဖြစ်ပါတယ်။တရုတ်နဲ့ဆက်ဆံမှုကင်းတဲ့နယ်မြေတွေကိုအသုံးချပြီးတော့ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်းတွေကိုရှင်းထွင်ဖို့စဉ်းစားချက်တွေရှိနေကြတာလည်းတွေ့ရပါတယ်။ PDF တွေအပေါ်ဖိအားကဓာတ်ရိုက်မရှိနိုင်ဘူးတရုတ်ကမြောက်ပိုင်းအဖွဲတွေကိုအပြင်းအထန်ဖိအားပေးမယ်စစ်ကောင်စီကို အထောက်အပံ့ပေးမယ် ရှေ့ကိုသွားမဲ့အရွေမှာတွေ့ဝိုက်ဖြစ်ရတဲ့ရှိနိုင်လို့တံပြန်အနေနဲ့ဒီအချက်တွေကိုဆောင်ရွက်ထားနိုင်မလို့ရဲလို့မြန်မာစစ်ပတ်ရေးရနဲ့လုံခြုံရေးဆိုင်ရာလေးလာရေးအဖွဲ့ရဲ့စစ်ပတ်သူတေသနာတာဝန်ခံကိုနောင်ယိုးကပြောပါရယ်။တနည်းအားဖြင့်မြောက်ပိုင်းညောင်သုံးဘွဲတွေကကိုကန့်တက် MNDAA နဲ့တအန်တက် DNA တွေနဲ့မဟာမိတ်ဆက်ဆံရေးအပေါ်မိတီတာတဲ့ပြည်မလို့ခေါ်တဲ့မြေပြန့်ဒေသက အစုအဖွဲ့တွေမှာစစ်ရေးနိုင်ငံရေးဆောင်ရွက်မှုတွေမူတည်နေကြတယ်လို့ဆိုကြပါရယ်။ မြောက်ပိုင်းကဏ္ဍကပြီးဆုံးကနီးပြီလို့ကိုနောင်ရိုးကသူတွေ့ရှိချက်နဲ့တုံသက်ပါတယ်။မြမပြည်တွင်စစ်မှာတရုတ်ရဲ့ပါဝင်မှုဟာဘယ်တော့ကနဲ့မှမတူအောင်ရှေ့ရောက်လာနေပြီဆိုတဲ့ပြောဆိုချက်တွေဟာလာရှိုးအုပ်ချုပ်သူအပြောင်းလဲပြီးတဲ့နောက်ကြကြဲလောင်လောင်ထွက်ပေါ်လာခဲ့ပါတယ်။ຫນွေဥတော်လည်းရင်အင်အားစုတွေအပေါ်ရောတရုတ်ဖီးယာတက်ရောက်မှုရှိနေပြီလားဆိုတာနဲ့ပတ်သက်လို့မန္တလေး PDF ကိုရော NUG ကာကွယ်ရေးဝန်ကြီးဌာနကိုပါ BBC ကမေးမြန်းဖို့စ조사နေပေမဲ့တစုံတရာအကြောင်းပြန်လာတာမရှိသေးပါဘူး။ တရုတ်ကတော့မြန်မာနိုင်ငံဆိုင်ရာဆက်ဆက်အဖွဲ့အစည်းတွေရဲ့ဆန္ဒနဲ့တောင်းဆိုချက်အရမြောက်ပိုင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကိုတက်တက်ကြွကြွပံ့ပိုးကူညီနေတာလို့ထုတ်ပြောပြီးစစ်ကောင်စီကတော့မေလ၄ရက်အထိအတန်တိတ်နေစေဖြစ်ပါတယ်။